ိုင်လ12ရက်နေ့မှာကြာရောက်တဲ့80ကြိမ်မြောက်မွန်မျိုးသားနေအခမ်းအနားပဟိုနေချောင်းဆုံမျိုးနဲ့မွန်မျိုးသားနေအခမ်းအနားတွေမှာမွန်တပါတီရဲ့ဖြည့်အပေါ်မွန်လူငယ်တွေကတောင်းဆိုရဲလှုပ်ရှားမှုတွေပြုလုပ်ခဲ့လို့သိရပါတယ်။မွန်ပြည်နယ်ကြိုင်မျိုးမြို့စူတောင်းပြဖျားကြီးဝင်းအတွင်း February 12ရက်နေ့မနက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့80ကြိမ်မြောက်မွန်မျိုးသားနေအခမ်းအနားပဟိုမှာမွန်လူငယ်တွေကမွန်ဘာသာနဲ့ရေးသားထားတဲ့မွန်တပါတီပဲဖြစ်ရမည်စာရန်ပါကောင်းစီတွေကိုစီကောင်းမွန်နိုင်ငံရေးပါတီတွေပေါင်းစည်းရေးအတွက်ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။မွန်မှာကအဓိ ကပါတီနပါတီဖြစ်နေပြီးမွန်လူလူအားလုံးကမွန်တပါတီရဲ့ဖြစ်ဖို့ကိုရည်ရွယ်ထားတဲ့အတွက်အခုလိုမျိုးကမ်ပိန်းပြုလုပ်တာဖြစ်ပါတယ်လို့ခေါင်းစည်းစာတမ်းလှုပ်ရှားမှုပြုလုပ်ခဲ့သူတဦးဖြစ်တဲ့မူရုံမျိုးနဲ့ကမင်းစော်ဟင်းကပြောပါတယ်ပါတီလုံးခေါင်းဆောင်ကိုကျွန်တော်ပြောချင်တာကဟိုကျွန်တော်လူငယ်အနေနဲ့ပေါ့မွန်မွန်အမျိုးသားမျက်နှာကြည့်ရမယ်ဟိုပေါင်းစည်းဖို့ဟိုစိတ်ထဲမှာရောရှိရလားပေါ့အဲ့ဒီလူကြီးကတကယ်မို့ မွန်စစ်မဲ့မွန်မှန်ခဲ့မယ်ဆိုရင်တပါတီတဲ့ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ထားရမယ်ထားလဲထားသင့်တယ်လို့ကျွန်တော်တို့လူငယ်မြင်တယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကမွန်နှဖွဲ့ကွဲနေရကြောင်းလာမယ့်2020ရွေးကောက်ပွဲမှာအကုန်လုံးတစုတစည်းတည်းဖြစ်စေချင်တယ်လို့တံဖြူစည်းမြွနယ်ဝဲခမိကျေးရွာကမင်းစောမင်းထိုက်ကလည်းခုလိုပဲပြောပါတယ်ဟိုဘယ်လိုပြောမလဲအခုပြီးခဲ့တဲ့ဟိုရွေးကောက်ပွဲတုန်းမှာမွန်နှဖွဲ့ကွဲသွားတယ်လေ အဲကြောင့်ဒီနှစ်ဒီလာမယ့်2020ယူကပွဲကြတော့အကောင်လုံးတစုစေတဲ့ဖြစ်စေချင်တယ်ဗောနော်အဲကြောင့်အကောင်လုံးမွန်နေရအားလုံးအဲ့လိုမျိုးလိုချင်ကြတော့ပါတီတွေအကောင်လုံးပေါင်းစည်းချင်ကြတယ်အဖွဲ့တစည်းတွေဖြစ်အောင်လို့အကောင်လုံးလာကြတယ်ဗောအဲ့လိုမျိုးကြပြင်း80ကျင်းမြောက်မော်မျိုးသားနေကျင်းပပြုလုပ်တဲ့ချောင်းစုံမျိုးနဲ့တရေကြီးရွာမှာရှိရမော်မျိုးသားနေခန်းနာမှာလဲဒေသခံတွေကမွန်တပါတီပဲဖြစ်ရမည်ဆိုတဲ့စာရန်ပါခေါင်းစည်းတွေကိုစီကမွန်နိုင်ငံရေးပါတီတွေပေါင်းစည်းရတဲ့အတွက်ကမ်ပိန်းပြုလုပ်ခဲ့ကြတယ်လို့သိရပါဗျ။ ဇန်နဝါရီလ29ရက်နေ့ကလည်းမွန်ပါတီတွေဖြစ်တဲ့မွန်မျိုးသားပါတီမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့အမျိုးသမီးပါတီမွန်တို့ပေါင်းစည်းရတဲ့အတွက်ရေးမြို့နယ်လမိုင်းမြို့မှာဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီးမွန်ပါတီတွေမပေါင်းသေးွေးဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာပါဝင်သူတွေကပြောကြားထားပါတယ်မော်သုံးပါတီရှိရတဲ့2015ရွေးကောက်ပွဲမှာမော်မျိုးသားပါတီက3နေရောင်းမော်ဒီတာလုံးဆိုင်ရာဒီမိုကရေစီပါတီကတနေရာသာအနိုင်ရရှိခဲ့တယ်လို့လည်းသိရပါဗျ။